နိုင်ငံကျော်မင်းသမီးတွေပြည်ပြီးဒေသကျဲစီးပွားရေးလုပ်ငန်းရှင်တရေမားတွေကိုအိမ်အောင်ဘက်အဖြစ်ရွေးချယ်ထားတဲ့အမှုပညာရှင်ကဦးဘဝတလျှောက်လုံးလက်ထပ်ပေါင်းတရားမဲ့ဇနီးတဲကိုရွေးချယ်တဲ့နေရာမှာဒီမင်းသားတွေရဲ့ရွေးချယ်မှုတွေကတော့အရန်ကိုမှန်ကန်တယ်လို့ပြောလို့ရပါတယ်။လှလာမဲ့ရညစာခက်တယ်ဆိုသလိုအရန်ချော့အရန်လှကြတဲ့မင်းသမီးတွေဝမ်းဝိုင်းလည်နေတဲ့ကြားတွေကဒီမင်းသားလေးတွေကတော့အုံနောက်ရောနှလုံးသားရောပြိုင်တို့အသုံးချပြီးတော့စီးပွားရေးလုပ်ငန်းရှင်တရေမားကြီးတွေကိုပဲအိမ်အောင်ဘက်အဖြစ်ရွေးချယ်လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။နံပါတ်5အောင်မင်းခန့် ။ MRTV ဖော်ရမင်းသားကျော်လေးအောင်မင်းခန်းကတော့ဝမ်းဝိုင်းလည်နေတဲ့မင်းသမီးများစွာကြားတဲ့ကမှာတာမန်ပြိသက်မင်းကလေးတယောက်ကိုရွေးချယ်ပြီးတော့လက်ထပ်ပွဲလေးကျင်းပသွားခဲ့တာဖြစ်ပါတယ်။ဒီလိုနေရာရဲ့အချစ်ဇလန်းလေးကမြင်တွေ့နေကြပုံစံနဲ့မတူပဲချုံမြင်လွန်လာတာကြောင့်ပြိသက်တွေများစွာကသဘောကျခဲ့ကြပါတယ်။ အောင်မင်းခန့်ရဲ့ဇနီးကျော်လေးရာဆိုရင်လေးမတရားအဖြစ်အလုပ်လုပ်ကင်ခဲ့ပြီးတော့အရန်ကိုချမ်းသာတဲ့တတိမာလေးတယောက်ပါရွေးချယ်မှုအမှန်ကန်တဲ့အောင်မင်းခန့်ကတော့အခုဆိုရင်အမေရိကန်မှာလေးကိုပိုင်အိမ်တွေဝယ်ထားနိုင်ပြီးတော့မြန်မာနဲ့အမေရိကန်ကိုအိမ်ဦးနဲ့ကျမ်းပြန်လို့အသွားပြန်လုပ်နိုင်ခဲ့ပါပြီအရန်ကိုချစ်စရာကောင်းတဲ့တမီးလေးကိုလည်းပိုင်ဆိုင်ထားတဲ့အောင်မင်းခန့်ရဲ့အိမ်တော်ရွေးပွဲလေးကတော့အားကြစရာကြီးပါပဲရှင် နမလေးပိုင်တကောကဘာကြောင်မင်းသားပိုင်တကောရဲ့ဇနီးတဲ့ရွေးချယ်မှုကတော့အမှန်ကန်တယ်ဆိုတာထက်တောင်ပိုနေပါတယ်။ဇနီးတဲ့လေးမြဖို့ကအရန်ချမ်းသာတယ်လို့ကောအရှင်ဝါအဆင့်တန်းကြီးမာတဲ့စီကုံတဲ့အတင်းဥက္ကဋ္ဌကြီးရဲ့ချစ်စရာသမီးလေးဖြစ်ပြီးတော့ကိုရိုင်းလေးထူးချင်စွာနဲ့စီဝိုင်းလုပ်ငန်းတွေကိုဦးဆောင်နေတဲ့ထက်မြတ်သူလေးပါ။ အထူးသဖြင့်ပိုင်းကွန်းအပေါ်မှာအဆက်ဆက်အရာနားလည်ပြီးပြီးတော့ပိုင်းကွန်းချစ်တဲ့တီလေးတွေကိုလည်းထပ်တူချစ်ပေးနိုင်သူလည်းဖြစ်ပါတယ်။အခုလိုပြဿနာအရှုပ်ထွေများပြနေတဲ့အချိန်မှာတော့တင်းငင်အေးဆေးစွာနဲ့ပဲပွဲမရှာပဲနေနိုင်စွမ်းရှိတဲ့လင်းမြပူရဲ့စိတ်ဓာတ်အဆင့်တန်းကတော့အတူယူစရာပါပဲရှင်။ဒါကြောင့်ပိုင်းကောင်ကလည်းဘေးနားမှာဝိုင်းနေတဲ့အရန်ချောတဲ့နိုင်ငံကျော်မင်းသမီးတွေကိုပလစ်ပြီးဒီလိုအမျိုးသမီးလေးကိုဘဝအိမ်တော်ဘက်အဖြစ်ရွေးချယ်ခဲ့ပါတယ်။ နံပါတ်3အောင်ရလင်းစီးပွားရေးလုပ်ငန်းရှင်ခရိုနီတတိမကြီးတွေကိုလက်ထပ်ထားခဲ့ကြတဲ့မြန်သားတွေကြားထဲမှာလူပြိုကြီးအောင်ရလင်းကတော့လက်မထက်ရသေးပေမဲ့ဘဝအိမ်နောက်ဘက်အဖြစ်ရွေးချယ်ထားပါပြီ။အောင်ရလင်းရဲ့အခြေအကလည်းဟိုလိုလိုဒီလိုလိုနဲ့တေချာတိအကျမသိနိုင်ပေမဲ့တယောက်သေးသောပွဲထုတ်လာတဲ့ချစ်သူကအရန်ကိုချမ်းသာတဲ့ခရိုနီတတိကြီးရဲ့သမီးလေးပါရှင်။ မင်းသမီးတွေလိုချုံမောလှပသူဖြစ်တာကြောင့်အောင်ရလင်းကတော့အသေးဆွဲချစ်တယ်လို့လည်းသိရပါဗျ။အဲ့ဒီနောက်မှာတော့တခြားအခြေသတင်းတွေကိုမကြားရတဲ့အောင်ရလင်းကခရိုနီတစ်ထည်သမီးလေးနဲ့ပဲအဆင်ပြေနေပုံပေါ်ပါဗျ။အင်ကြောင်ပြုတ်တဲ့အရွယ်လည်းရောက်နေပြီမလို့မကြခင်မှာမင်္ဂလာသတင်းလေးကြားရတော့မှာပါ။အောင်ရလင်းဆိုရင်လည်းတနိုင်ငံလုံးကမင်းကလေးတွေအပြင်မင်းသမီးတွေရဲ့စိတ်နှစ်သက်မှုကိုပါခံခဲ့ရပေမယ့်နောက်ခံအရာလည်းကြီးမားသလိုကိုယ်တိုင်ကလည်းအရေးချင်းရှိတဲ့သတင်းမလေးကိုပဲအိမ်နောက်ဘက်အဖြစ်ရွေးချယ်ခဲ့ပါဗျ။နံပါတ်1မြင့်မြတ် မြန်မာနိုင်ငံရဲ့နာမည်အကြီးဆုံးမင်းသားစင်ဝင်မြင့်မြတ်ကလည်းမင်းသမီးတွေဝိုင်းနေတဲ့ကြားထဲကမှတာမန်မင်းကလေးတယောက်ကိုလက်ထပ်ခဲ့ပါတယ်။ဒါပေမဲ့မြင့်မြတ်ရဲ့ဇနီးတဲ့ကပေါ်သေးသေးတော့မဟုတ်ပဲအမှုပညာအတန်းဝိုင်းတစ်ခုလုံးကိုချုပ်ကင်ထားနိုင်တဲ့အင်မတန်ချမ်းသာတဲ့တထေးမကြီးတယောက်ပဲဖြစ်ပါတယ်။ဒီလိုအနေအထားနဲ့ဇနီးတဲ့ကိုရရှိပိုင်ဆိုင်သွားတဲ့မင်းသားချင်းမြင့်မြတ်လည်းအမှုပညာအလုပ်တွေမှာပုံမှန်ကျွတ်ချက်အောင်မြင်လာတာကိုတွေ့ရပါတယ်။မြင့်မြတ်ကလည်းတက်စာရှိတာကြောင့်အခုဆိုရင်တော့အသားလေးသမီးလေးနဲ့ပျော်ရွှင်စရာမိသားစုပွားလေးကိုပိုင်ဆိုင်ထားပြီးပြည်သက်တည်းရဲ့အားကြောင်းမှုတွေကိုရရှိနေတာပါ။ ံပါတ်1နေတူမြမနံပါတ်1မင်းသားကြီးနေတူရဲ့အိမ်တော်ကြီးနဲ့အခြေအကားတော့တကယ့်ကိုစံပြပါပဲရှင်။အရန်ချော်ပြီးတော့အရန်အောင်မြင်တဲ့နိုင်ငံကျော်မင်းသမီးတွေကိုတော့မရွေးချယ်ခဲ့တဲ့နေတူကသူနဲ့လူမျိုးချင်းတူတဲ့တာမန်မင်းကလေးကိုပဲဘဝလက်ကျွဲပေါ်အဖြစ်ချပြလာခဲ့ပါတယ်။ဒီကြားထဲမှာအခြေအနေပတ်သက်တဲ့ရှုပ်ထွေးမှုတွေမလုပ်ခဲ့တဲ့နေတူတယောက်လက်ထက်တော့မဲ့အချိန်ကြာမှသာဇနီးတွေကိုရုတ်တရက်ချပြလာပြီးတော့မင်္ဂလာပွဲလေးပြုလုပ်ကျင်းပသွားခဲ့တာဖြစ်ပါတယ်။ မိဘတွေပေးစားတာကြောင့်ယူခဲ့ရတယ်လို့ထင်နေပေမယ့်တကယ်တော့အနေတိုးကဇနီးတယ်လေးကိုအရန်ချစ်ပြီးသစ္စာရှိရှိနဲ့တံမိုးထားလက်ထက်ခဲ့ပါတယ်အခုဆိုရင်တော့တာလီတယောက်နဲ့အင်မတန်ပျော်ရွှင်ဇာမိသားစုပွားလေးကိုရရှိပိုင်ဆိုင်နေပါပြီရှင်ပရိသတ်ကြီးတို့ရောဒီမြင်သားလေးတွေရဲ့အင်တာဘက်ရွေးချယ်မှုကိုဘယ်လိုများထင်ကြပါလဲရှင်